အားလုံးပဲမင်္ဂလာပါလူသားတွေဟာပြည့်ဖြူမြဲစွမ်းအင်နေဖြစ်တဲ့နေလေရေကို အသုံးပြုပြီးတော့တဘာဝတရားကြီးကိုထိမ့်သိမ့်ဖို့လှုပ်ဆောင်နေကြတာလူတိုင်းအသိပါပဲဒီမှာကျွန်တော်အနေနဲ့မေကွန်တစ်ခုလောက်မေးရှင်ပါတယ်ကျွန်တော်တို့တွေ EV ကားတွေဆိုလာအားသွင်းစနစ်တွေလေအားလက်စစ်တွေရေအားလက်စစ်တွေစသဖြင့်တီထွင်ပြီးတော့တဘာဝပတ်ဝန်းကျင်ကိုကာဝယ်ဖို့လှုပ်ဆောင်နေကြပါတယ်ဒီတီထွင်မှုတွေဟာတကယ်ပဲတဘာဝပတ်ဝန်းကျင်အတွက်အကျိုးရှိစေပါသလားဒီတီထွင်မှုတွေရဲ့နောက် က်ွယ်ကဓာတ်ဆိုင်အမောင်ပတ်ချမ်းမှာဘာရီဖြစ်နေလဲဘာရီရှိနေလဲတကယ်ပဲဒီတူထွင်မှုတွေကကဘာကြီးအတွက်ထန်ရဲ့လားဆိုတာတွေကိုစွေးနွေးသွားမှာ ဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးစီခြင်းပါကဘာဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတဘဝပုံဝင်ခြင်းကိုအထူးတလဲအလေးထားပြီးရောဂရုစိုက်လာကြပါတယ်ဥရောပမှာတော့တဘဝစွမ်းအင်ကိုအသုံးပြုပြီးရောပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကိုနိုင်ငံအမြောက်များမှာလှုံ့ဆော်နေပါဥပမာအပြင်စီရင်နိုင်ငံမှာ2000 2019ခုနှစ်ကသူ့ရဲ့စွမ်းအင်သုံးစွဲမှုစုစုပေါင်းရဲ့56.4%ခန့်ကိုတဘဝစွမ်းအင်အနေပြီးတော့ရရှိပါတယ်။သူဟာကမ္ဘာပေါ်မှာတဘဝစွမ်းအင်ကိုအသုံးပြုမှုအများဆုံးနိုင်ငံနဲ့ထိပ်ဆုံးမှာရပ်တည်နေပါ။ဖင်လန်နဲ့လက်ဗီယာတို့ကလည်းတဘဝစွမ်းအင်ကိုတိုးရှက်အသုံးပြုနေကြပါတယ်။ရေအားနဲ့လေအားကိုသူတို့ကအဓိကသုံးစွဲကြပါတယ်။ဒါအပြင်ဒိမတ်နိုင်ငံမှာ38.2%ခန့်ကိုအသုံးပြုလာကြပါတယ်။ဒီလိုအသုံးပြုရင်ဟာက ာအပွန်ထုတ်လုပ်မှုကိုချော့ချစီပြီးတော့လေလူညှဉ်းနှံမှုကိုချော့ချပေးနိုင်တာအမှန်ပါပဲဥရောပသက်မကလည်းတဘဝစွမ်းရင်ကိုတိုးမြင့်အသုံးပြုနိုင်ဖို့မူဝါဒတွေကိုရှားမှတ်ဖို့ပြင်ဆင်နေပါတယ်2030ခုနှစ်မှာဥရောပနိုင်ငံများအားလုံးတဘဝစွမ်းရင်ကို42.5ရာခိုင်နှုန်းအထိတိုးမြင့်သုံးဆွဲနိုင်ဖို့ရည်ရွယ်ထားပါတယ်တဘဝပတ်ဝန်းကျင်ကြီးကိုအပြိုင်အဆိုင်ထိမ့်သိမ်းနေနိုင်တာကိုကြည့်ရတော့ကျွန်တော်တို့ကမ္ဘာကြီးရဲ့အနာဂတ်အတွက်မျှော်လင့်ချက်ရောင်ကြီးတွေဟာ တောက်ပါနေပါတယ်ဒါပေမဲ့ဒီလိုအရာတွေရဲ့နောက်ွယ်က death side အမောင်ပတ်ချမ်းကိုလည်းတစ်ချက်လောက်ကြည်ကြည်ဖို့လိုအပ်နေပါတယ်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွေမှာကာဗွန်ချောချာရေးအတွက်အထူးရေးပါတယ် EV လက်စစ်ကားတွေကိုတီထွင်ခဲ့ကြပါတယ်တကယ်လည်းဒီတီထွင်မှုကြီးဟာလူသားတွေအားလုံးအတွက် အကျိုးကျေးဇူးအမြောက်အများကိုပေးစွမ်းနိုင်ခဲ့ပါတယ်အခုဆို EV ကားတွေဘီလီယံနဲ့ရှိပြီးတော့ကမ္ဘာအနှံ့ပြားမှာ မြင်တွေ့နေရပါပြီတကယ်လည်းဒီ EV ကားတွေကကာဗွန်မထွက်ပါဘူးမကောင်းတဲ့ အချက်တစ်ခုတော့ရှိပါတယ် EV ကားစီးကိုစောင့်လုပ်ဖို့အတွက် မြေရှားတတ်ထု Rare at Manual တွေကို ပုံမှန်စီကားတွေထက်၆ဆခန်းပိုအသုံးပြုရပါတယ်မြေရှားတတ်ထုလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့တွေအားလုံးနားထဲမှာရှားဘူးပြီးသားစလုံးဖြစ်နေမှာပါ Rare at မြေရှားတတ်ထု အမျိုးအစားပေါင်း16မျိုးရှိပါတယ်အဲ့ဒီထဲကအမျိုးအစားတစ်ဝက်လောက်ကိုဒီ EV ကားတွေကထုတ်လုပ်ဖို့အတွက်အသုံးပြုရပါတယ်ဒီယန်ပရစီယန်ဒီမီယန်ဒစ်စပိုစီယန်တာဗီယန် ်စတဲ့အမျိုးအစားတွေကဒီ EV ကားရဲ့လက်စစ်မော်တော်တွေမှာအသုံးပြုပြီးတော့မော်တော်ကိုကြန့်ခိုင်မှုကောင်းအောင်အချိန်မြင့်တင်နိုင်အောင်အပူဒဏ်ခံနိုင်အောင်စသဖြင့်အဓိကနေရာမှာအသုံးပြုပါတယ် European Indian စတဲ့တက်ထူတွေကကားရဲ့ ACE screen တွေမှန်ဒီအတွက်အသုံးပြုပါ TV screen တွေမှာနှစ်ပေါင်းများစွာ အသုံးပြုလာတဲ့အဓိကကုန်ကျန်းပစ္စည်းလည်းဖြစ်ပါတယ် Lithium Cobalt Nickel Graphene အစရှိတဲ့တက်ထူတွေအားလုံးက battery ထုတ်လုပ်ဖို့အတွက်အသုံးပြုပါတယ်ဒီ lithium battery တွေကိုမပြတ်စည်းပဲအချိန်ကြာကြာခံနိုင်အောင်တူလောင်မှုစွန့်ရင်မြင်မာလောက်အောင်အတွက်ဒီတတ်ထုတွေကိုအသုံးပြုရပါတယ်။ဒါကြောင့်လည်းဒီလီသီယမ်ဘက်ထရီတွေဟာဆိုလို့ရှိရင် EV ကားတွေအတွက်မရှိမဖြစ်ဖြစ်လာပြီးတော့ solar system တွေ၊လေဟတ်ထွန်းအင်ထုတ်ဆက်တွေ၊ကွန်ပျူတာတွေ၊စမတ်ဖုန်းတွေနဲ့အိမ်သုံးလက်စစ်ပစ္စည်းတော်တော်များများမှာအသုံးပြုနေကြပါတယ်။ EV ကားတွေမှာဘက်ထရီအများကြီးထည့်ထားလို့ကားတစ်စီးအတွက် graphene ပမာဏ90ရာနေပြီးတော့ 90kg လောက်အထိအသု ုံးပြရပါတယ်ကျွန်တော် graphing ကတော့ carbon ပါကျွန်တော်ဒီ carbon ဆိုတာကတော့နမူနာပြောရရင်တော့ခဲတဲ့အနေမှာကြာတယ်ခဲဆန်လေးဒီမှာအုံပြတဲ့ခဲဆန်လေးဒီပေါ့နော် carbon လို့ခေါ်ပါတယ်နေစွမ်းရင်တုံးဆိုလာစစ်စံတခုဖြစ်ဖို့အတွက်အဓိကလိုအပ်တာတော့ silicon ပဲဖြစ်ပါတယ် silicon ကတော့ဒီတက်တူတွေထဲမှာမပါဝင်ပါဘူးသူကတဲရနေပြီးတော့ထုတ်လုပ်တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီ silicon အပြင်ဂျာချီခံအောင် နေစွမ်းရင်ကိုလုံလုံလောက်ရအောင်စသဖြင့် rare earth mineral တွေကိုအုံပြရပါသေးတယ် ဒီလို red app တွေထုတ်လုပ်ဖို့အဆင်ဆင်သော chemical reaction တွေလှုပ်ဆောင်ရပါတယ်။အဲ့လိုလှုပ်ဆောင်ပြီးမှတန့်စင်တဲ့ red app ကိုရရှိပါတယ်။ဒီလိုအဆင်ဆင်လှုပ်ဆောင်ဖို့အတွက် chemical တွေနဲ့ acid တွေအမြောက်များကိုအသုံးပြုပါဘူး။ဒီလုပ်ငန်းကြီးကိုအဆင်ဆင်လှုပ်ဆောင်ဖို့အတွက်နှစ်စဉ်တန်းပေါင်း230တန်ခန့်ရှိတဲ့ရေပမာဏကိုညဉ့်ညမ်းစေပါ။ဒီပမာဏဟာတကမ္ဘာလုံးကနှစ်စဉ်ထုတ်လုပ်တဲ့ lithium ပမာဏရဲ့အဆ900ကျော်ရှိပြီးတော့မြို့ကြီးတစ်မြို့ကိုတစ်နှစ်တာရေပေးဝေတဲ့ပမာဏနဲ့ညီမျှ ပါ run at စတင် ထုတ်လုပ်တဲ့နေရာတွေမှာရှိတဲ့ရေရင်းမြစ်တွေဟာပျက်စီးသွားပြီးတော့တက်ရှိတက်တော်တွေနဲ့တက်တော်တွေဖြုံတီးသွားပါတယ်မြေလာပျက်စီးမှုတွေရေထူးအတွင်းအစိပ်ပါဝင်မှုမြင်မာခြင်းတွေကြောင့်တဘောပတ်ဝန်းကျင်ဟာဆိုးဆိုးဝါးဝါထိခိုက်ပါဒီရေတွေစီးဆင်းရာမြစ်တွေချောင်းတွေဟာတစင်မျိုးတွေရောတွေအထိကိုပြန့်နှံ့သွားပြီးတော့လူနေမှုခရီးစနစ်ကိုဖျက်ဆီးလိုက်ပါတယ်နှစ်စဉ်ယောဂပြောခြင်းတွေနဲ့ရေကြီးမှုတွေမြေပြိုမှုတွေခံစားနေရတာလက်တွေပဲဖြစ်ပါမြန်မာနိုင်ငံအထက်ပိုင်းမှာတော့ထားပြီးရန် dis ဆိုပရီမီယံစတဲ့တန်ဖိုးကြီးရက်အတေအဓိကထွက်ရှိပြီးတော့တရုတ်ကနေပြည်ပကိုတင်သွင်းတဲ့90ရာခိုင်နှုန်းဟာမြန်မာပြည်ကထွက်ရှိတာဖြစ်ပါ တိုင်းပြည်မငြိမ်မသက်မှုကိုအခွင့်အရေးယူပြီးတော့ဒီမြေရှားတပ်ထုတွေကိုတရုတ်ကုမ္ပဏီတွေကမစင်မချင်းထုတ်လုပ်မှုတွေရှိနေပြီးတော့ဂျခင်ကမဖြစ်ဘူးတဲ့အကြီးအကျယ်ရေကြီးမှုတွေမြေပြိုမှုတွေတစ်တော်ပြုံးတိမှုတွေနှစ်စင်တိုးပြီးတော့ခံစားနေရပါတယ်လူချင်းမင်းတို့အားလုံးလည်းမြန်မာပါရက်အတေထုတ်လုပ်ဖို့အတွက်တောင်ကြီးတစ်တောင်လုံးကိုဂျီရီအက်ဆစ်တွေ ထွင်းထားတာတွေ၊ကံကြီးရဲ့အကြီးကြီးတွေနဲ့ခမိကဲအရေးတွေစိန်ထားတာတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေအနေဖြင့်လည်းအာဏာရရှိရေးဟူတာအာယုံဆိုင်နေကြပြီးတော့တဘဝပတ်ဝန်းကျင်အခြေတဲ့စီရေးဟူတာဦးစားပေးနေကြလို့တဘဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့အောင်လှုပ်ဆောင်မယ့်အချက်တွေဟာလစ်လျူရှုခံနေရပြီးစစ်ပွဲကြောင့်ဒီအပြောက်များနှီးသူတဘဝကပ်ပြီးများကြောင့်လည်းအသက်အိုးအိမ်စီးစိမ်တွေဆုံးချုံရမှုဟာနှစ်စဉ်မြင့်တက်နေပါ2024ခုနှစ်မှာမြန်မာနိုင်ငံမှာတဘဝတင်ဇာတာတွေအလ ုံးအကြုံတူဖောက်မှုတွေကြောင့်နေရအနှံ့ပြားရေကြီးခဲ့တာကိုသတိပြုမိကြမှာဒီရေကြီးမှုတွေကြောင့်လူအသေးပြောင်းများခဲ့ပြီးတော့ဒေသခံတွေရဲ့အိမ်တွေလုပ်ငန်းတွေနဲ့စိုက်ခင်းတွေအားထိခိုက်ခဲ့ရပါတယ်အခု2025ခုနှစ်မှာရန်ကုန်လိုမြို့ကြီးတွေမှာမိုးရသည့်အစမှာရေကြီးမှုတွေဖြစ်ပေါ်နေပြီးတော့တခြားမြို့ရွာများသာမှာလည်းဒီထက်ပိုမိုဆိုးဝါးနေပါတယ်တရုတ်နိုင်ငံမှာလည်းစီးပွားရေးသမားတွေဟာသူတို့ရဲ့မြေရှားကုန်ကျန်းတွေရောင်းချနိုင်ရဲ့အတွက်အပြိုင်ဆိုင် ထုတ်လုပ်နေကြပြီးတော့ဈေး ကွက်ဝေစုပုံမူရရှိရတာဦးတည်နေလို့တဘဝပတ်ဝန်းကျင်ကိုဂရုစိုက်နိုင်ခြင်းမရှိတော့ပါဘူးအစိုးရရဲ့ချမှတ်ထားတဲ့စည်းမျဉ်းတွေကိုလိုက်နာမှုမရှိခြင်းကနှစ်စဉ်ရည်ကြီးမှုတွေမြေပြော်မှုတွေအကြီးအကျယ်ဖြစ်ပေါ်နေပြီးတော့တန်းနဲ့ရှိတဲ့တရုတ်ပြည်သူတွေဟာကပ်ပြီးဒုက္ခကြုံနေရပါဒီနှစ်ထဲမှာပဲတရုတ်နိုင်ငံရည်ကြီးမှုတွေဟာ2012စကားတွေဟာဇက်ဝင်ခန်းနေအလားထင်မှတ်မားလောက်ပါမျိုးကြီးဖြာကြီးအထက်မြင့်တွေကိုရည်တွေတိုက်စားနေတဲ့ဟာကြောက်စရာကောင်းလောက်ပါတရုတ်အလုပ်သမား တွေအားလည်းသူတို့မှာရွေးချယ်စရာမရှိဘူးလောလောဆယ်ဘဝရည်တည်ရှင်တန်ကြီးအတွက်ရတဲ့အလုပ်တို့လုံးဝတာဖြစ်တယ်လို့ပြောကြပါတယ်ကွန်ဂိုနိုင်ငံဟာကမ္ဘာပေါ်မှာကိုဘောထွက်ရှိမှုအများဆုံးနိုင်ငံဖြစ်ပြီးတော့ဘက်ထရီကိုကြာချိန်ခံဖို့ကိုဘောဟာအရေးကြီးပါတယ်ဒီတက်ထုကို244အတွက်ခလေးလောက်တာတိန်ကနန်းပေါင်းအပါဝင် အလုပ်သမားများစွာဟာအလုပ်သမားအခွင့်အရေးအပြည့်အဝမရကြပဲနဲ့ဇာဝင်းနေတစ်ခုအတွက်မဖြစ်မနေရုံးကန်လှူရှားနေရပြီးတော့ကျွဲရီနွားရီလိုခိုင်းစီခံနေရပါတယ်လူမ ှုချမ်းမာရေးနဲ့အနာဂတ်အလားလာတွေဟာလစ်လူရှုခံနေရပါတယ် WHO အနေဖြင့်လည်းနိုင်ငံ မတည်မငြိမ်မှုနဲ့အတူထက်ထဲဝင်ဝင်ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့ဒီအကျိုးဆက်တွေကြောင့်ကူးစက်ရောဂါတွေနဲ့နာတာရှည်ရောဂါတွေဟာထူပြောလာပြီးရောနှစ်စဉ်လူသေဆုံးမှုအယူတက်ဟာကြောက်စရာကောင်းလောက်အောင်တိုးတက်လာပါချီလီနိုင်ငံမှာတော့ကမ္ဘာအကြီးဆုံးလီသီယံတက္ထုမိုင်းတွေနေရှိပြီးရောဒီလိုကြီးမားတဲ့မိုင်းတွေရဲ့ဂျေတုံးဆွဲမှုပမာဏများပြားခြင်းကြောင့်မြေအောက်ရေရှားပါမှု ပြဿနာကိုဒေသတွင်းမှာရင်ဆိုင်နေရပါတယ်အထူးသဖြင့်ရှီလီနိုင်ငံရဲ့တောင်ပိုင်းမှာ2024ခုနှစ်ကအဆိုးဝါးဆုံးရေရှားပါမှုကိုကြုံတွေ့ခဲ့ရပြီးတော့လူထောင်ပေါင်းများစွာရဲ့တီးနှံစိုက်ပျိုးရေးလုပ်ွက်တွေဟာရေရှားရှိမှုမရှိပဲပျက်စီးဆုံးရှုံးခဲ့ရပါတယ် EV ကားတွေနဲ့ဘက်ထရီကိုအသုံးပြုတဲ့တခြားပစ္စည်းတွေတိုးတက်ထုတ်လုပ်နေမှုကြောင့်အခုအချိန်ကြီးကို လီသီယံထုတ်လုပ်မှုပမာဏကနှစ်စဉ်မြင့်တက်လျက်ရှိပြီးတော့ဈေးကွက်ရဲ့လိုအပ်ချက်ကိုပြည့်မီအောင်ပြည်နိုင်ခြင်းမရှိ ိသေးပါဘူး။နောက်ပိုင်းမှာဒီချက်ပုံမှုစိုးပွားလာနိုင်တဲ့အခြေအနေကိုလက်ရှိဈေးကွက်အခြေအနေကပြောပြနေပါ။အိန္ဒိယနိုင်ငံ Gujarat ပြည်နယ်မှာဈေးအားလက်စစ်စီမံကိန်းကို2024ခုနှစ်မှာလှုပ်ဆောင်ခဲ့ပြီးတော့ဈေးအားလက်စစ်ဆက်တွေတက်ဆင်ပြီးနောက်ပိုင်းရေဒိန်တွေတက်တဝါတွေတည်ဆုံးမှုက30ရာခိုင်နှုန်းကျော်အထိမြင့်တက်လျက်ရှိပြီးတော့ဒေသခံတွေရဲ့ရေတုံးဆွဲမှုကိုအခက်အခဲဖြစ်စေခဲ့ပါ။နောက်ထပ်ဆိုချိုတစ်ခုကတော့ battery ဖြစ်ပါတယ်။ဒီ battery တွေကို အသုံးပြုမှုများလာခြင်းကဘက်ထရီ အမိုက်တွေကိုများလာပြီးရ ော့ဒီဘက်ထရီအမိုက်တွေမှာခဲပဒါကက်ဒီမီယံနီခယ်စတဲ့အစိတ်တွေပါဝင်ပါတယ်ဒီအစိတ်တွေကအသက်ရှူလမ်းကြောင်းအသည်းနဲ့အဆုတ်တို့ဒိုင်ရိုက်ထိခိုက်စေပါဘက်ထရီဟောင်းတွေကိုမြေမြုပ်ရင်လည်းဒီဓာတုပစ္စည်းတွေကမြေစီလွှာကိုပြန့်နှံ့လို့စိုက်ပျိုးမြေကိုထိခိုက်ပါတယ်မိုးရွာရင်ဒီအစိတ်တွေကရေနဲ့အတူပါသွားလို့မြစ်တွေချောင်းနေတဲ့အထိရောက်လာပြီးတော့တတဝါတွေနဲ့တီးနှံတွေကိုပျက်စီးစေပြန်ပါတယ်ပင်လယ်ထဲပါသွားရင်လည်းဒီအစိတ်တွေကပင်လယ်သက်ရှိတွေစီကိုရောက်သွားပြီးဒီသက်ရှိတွေကို ှားသုံးတဲ့လူသားတွေကိုအန္တရာယ်ပြန်ဖြစ်စေပြန်ပါတယ်ဒီဘက်ထရီအမိုက်တွေကမြမဥကောင်းလို့ပါပဲဘယ်နာဝထားထားဆိုးကျိုးတွေရှိနေပါတယ်ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့လည်းသဘောပတ်ဝန်းကျင်ကိုထင်သိနိုင်ရန်အတွက်အခုလို EV ကားတွေဆိုလာစနစ်တွေလေအားလက်စစ်တွေပုံပြူပြီးတော့သဘောပတ်ဝန်းကျင်ကြီးကိုပုံမကောင်းမွန်ကြိုးပမ်းနေပြီမြင်ကဘာကြီးရဲ့ချားတစ်ဖက်ရှမ်းစင်ရဲတွင်နတ်နေတဲ့ကျွန်တော်တို့လိုနိုင်ငံတွေရဲ့ကံကြမ္မာကတော့သိုးတထက်ဆိုးဝါးနေပြီးတော့ဒက်ဆိုင်အမောင်တို့ပတ်ချံကိုရောက်တထက်ရောက်နေပြီအမေ ီးခံဖြစ်လို့နေပါတယ်ဒီအမောင်ပန်းချမ်းမှာနေနေတဲ့ကျွန်တော်တို့အတွက်ကတော့တကယ်ပဲဒီတူထွေမှုတွေကကဘာကြီးကိုကိုမိုကောင်းမွန်စီရလားဆိုတာတန်တရားဖြစ်စီရပါနောက်ဆုံးအနေနဲ့ပြောရရင်တော့ EV ကားတွေဟာအမှန်တကယ်ကာဗွန်ကိုချော့ချပေးနိုင်ပြီးရောရေအားလက်စစ်တွေလေအားလက်စစ်တွေဆိုလာစနစ်တွေဟာကဘာရဲ့အနာဂတ်အတွက်အလွန်ကောင်းမွန်ပါတယ်ဒီလိုပစ္စည်းတွေအတွက်တက်ထူတွေကိုတူးပေါ်ထုတ်လို့ရမှာစနစ်တကျလောက်ကင်နိုင်ရင်တော့ပုံမပြည့်စုံသွားမယ်လို့ထင်ပါတယ်ထို့ပြင်ဘက်ထရီနဲ့တခြား ဆုံးပြပစ္စည်းတွေကို recycle ပြန်လုပ်ပြီးတော့ပြန်လည်အသုံးချနိုင်ရင်တော့အကောင်းဆုံးလို့ထင်ပါတယ်အထူးသဖြင့် battery ဟောင်းတွေကိုပြန်လည်အသုံးချနိုင်အောင်လှုပ်ဆောင်နိုင်ရင်အကောင်းဆုံးဖြစ်မှာပါဂျပန်မှာ battery ကိုပြန်လည်အသုံးချနိုင်ဖို့စီမံကိန်းကြီးကို2025ခုနှစ်မှာစတင်အကောင့်တွေဖော်နေပြီးတော့တဘောပတ်ဝန်းကျင်ထိခိုက်မှုကိုချောချဖို့ကြိုးစားနေပါတယ်ဒါအပြင် Tesla ကုမ္ပဏီကလည်း battery ဟောင်းတွေကိုဘယ်လို recycle လုပ်ပြီးတော့ဘယ်လိုပြန်လည်အသုံးပြုစေဆိုတဲ့အကြောင်းတွေ ေကိုထုတ်ပြန်ထားပါတယ်အဓိကအချက်ကတော့ဒီလိုမျိုးဘက်ထရီကားတွေအသုံးပြုလာတာကြာလာတာနဲ့အများဘက်ထရီစွန့်ပစ်ပစ္စည်းတွေကလည်းတဖြည်းဖြည်းများပြားလာတဲ့အတွက်ကြောင့်မို့လို့မဖြစ်မနေဒီ recycle လုပ်ငန်းကိုလှုပ်ဆောင်ဖို့လိုအပ်ပါတယ် ူးချင်းမှာတော့လေရဲဆက်ဟောင်းတွေကိုပြန်လည်အသုံးပြုနိုင်တဲ့နည်းလမ်းတွေကိုစမ်းသပ်နေရအောင်မြင်မှုရရှိနေပြီလို့ပြောပါတယ်။လက်ထိပ်မှာတော့ဒီကဘာကြီးတစ်ခုလုံးကိုပုံမကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖြစ်လာအောင်လှုပ်ဆောင်အောင်မှာကကဘာပေါ်မှာနေတိုင်းနဲ့လူတိုင်းနဲ့သက်ဆိုင်တယ်လို့ယုံကြည်ပါတယ်။ကဘာကြီးရဲ့တစ်ဖက်ရှမ်းမှာတော့စိန်လန်းဆိုပြနေပြီမဲ့ကဘာရဲ့တခြားတစ်ဖက်ရှမ်းမှာတော့ကပေးမျိုးစုံနဲ့မီဟုံဟုံတောင့်နေရင်လေကဘာရဲ့အနာဂတ်ကကောင်းမွန်နေမှာမဟုတ်ပါဘူး။ကျွန်တော်အနေနဲ့တော့လူသားတွေအားလုံးညီညွတ်မြတ်တာပြီးတော့တဟဆာတာပ ဖြစ်တဲ့ကဘာကြီးကိုမျောလင်းမိပါတယ်လက်ရှိမှာတော့ဖြစ်နိုင်ဖို့ခဲရင်းနေတာကိုလူတိုင်းအသိပါပဲတတိယကဘာစီကြီးမဖြစ်ဖို့တော့မှအကြီးအကျယ်စူတောင်းနေရတာပါ လူတွေဟာအတတွေမာနတွေနဲ့ရုပ်ဝိထုတွေမှာပြိုင်ဆိုင်နေကြပြီးတော့စိတ်ပိုင်းဆိုင်ရာမှာထိုးတဲ့လေရှိနေတာဟာကဘာကြီးပြက်စီးဖို့အကြောင်းရင်းတွေကတစ်ချက်ပါပဲလူချင်းမင်းတို့ရဲ့အမြင်လေးတွေကိုလည်း comment မှာပြောပြပေးစီချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကျမ်းမာရှမ်းသာကြပါစေ